โอเคနောက်တစ်ခုကတော့ logical operator တွေပါ logical operator ဆိုတော့ or ဒါမှမဟုတ်ရင် and ပြီး not ဒီသုံးခုပါဝင်ပါတယ်ဒီမှာကျွန်တော် console.log ပေါ့နော် console.log ဆိုပြီးတော့ကျွန်တော်ဒီမှာ true or false ကိုကျွန်တော်မေးပါမယ် true or false ပေါ့နော်ဘယ်ဟာ true false ဖြစ်လဲပေါ့နော်ကျွန်တော်ဒီမှာ true or false or true ဆိုပြီးကျွန်တော်ပေးလိုက်ပါမယ်အဲ့လိုပေးလိုက်လို့ရှိရင်ကျွန်တော်နေနဲ့ပါ return ရမလဲဆိုရင်ကျွန်တော် true value ကို return ရမှာဖြစ်ပါတယ် okay ကျွန်တော်ဒီမှာ false ဖြစ်မယ်ဆိုရင်ကျွန်တော်နေနဲ့ဒီမှာ true ကို return ရအောင်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ or ရဲ့အလုပ်လုပ်ပုံကကျွန်တော်တို့ value မှာပေါ့နော်သူရဲ့ value မှာကျွန်တော်တို့ တစ်ခု true ဖြစ်တယ်ဆိုတာနဲ့ကျန်တဲ့ဟာတွေလည်း true ဖြစ်သွားတယ်ဆိုတာကိုသက်ရောက်ပါတယ် true တစ်ခုဖြစ်ဖို့ပဲလိုပါတယ်ဒီထဲမှာကျွန်တော်ကြီးမာတာကျွန်တော် false ကိုထပ်ထည့်လိုက်မယ်ဆိုရင်အဲဆိုလဲ true ကိုကျွန်တော်ပြန်ပြီးရမှာဖြစ်ပါတယ်ဘာလဲဆိုတော့ဒီ or ဆိုတဲ့ operator အလုပ်လုပ်ပုံကဒီရဲ့အထဲမှာမှ true ဖြစ်တဲ့တစ်ခုကိုပဲယူတာဖြစ်ပါတယ် โอเคနောက်တစ်ခုကတော့ and ရဲ့အကြောင်းဝင်ဖြစ်ပါတယ် console.log ပြီးရင်ကျွန်တော်ဒီမှာ semicolon နဲ့ကျွန်တော်တို့ဒီမှာ true and false ရကျွန်တော်တို့အဲ true false နော် true and false ရ true false ဆိုပြဟောလိုက်ပါမယ်ဒီပုံမှန်လေး through false ဆိုရကောင်းလေပါ Okay ဒီမှာဆိုရင်ကျွန်တော်တို့ true ပါเนาะ true and and true and false ဆိုပြီးတော့ပြီးလိုက်ပါလို့ပြီးလိုက်လို့ရှိရင်ကျွန်တော်တို့ပြန်ပြီး return လုပ်มาတော့ false value ကိုတိုင်းပြီး return လုပ်ပါတယ်ဒီ n မှာじゃတော့ကျွန်တော်တို့ရှိသမျှ ဒီထဲမှာရှိသမျှအားတွေအကောင်လုံးက true ဖြစ်မှာသူ့အနေနဲ့ပြန်ပြီးတော့ true ဆိုတဲ့ဟာကို return လုပ်တာဖြစ်ပါတယ်အကဲကျွန်တော်တို့ကဒီလိုမျိုး false တစ်ခုပါလာမယ်ဆိုရင်သူ့အနေနဲ့ဒီ false value ကိုပဲပြန်ပြီး return လုပ်မှာဖြစ်ပါတယ်ဒီဒီမှာဆိုရင်ကျွန်တော်တို့ true ပေးလိုက်မယ်ဆိုရင် all true ဖြစ်မှာဒါသူ့အနေနဲ့ true ကိုပြန်ပြီး return လုပ်တာဖြစ်ပါတယ်အဲဘယ်လိုမျိုးလဲဆိုရင်တော့ကျွန်တော်တို့ topological ဖြစ်ဖို့လိုပါတယ်အကောင်လုံး true ဖြစ်ဖို့လိုပါတယ် โอเคဒီမှာနောက်တစ်ခုကတော့ not ပဲဖြစ်ပါတယ် not ကတော့ယူရှင်ပါတယ် console dollar ဆိုပြီးတော့ကျွန်တော်ခေါင်းလိုက်ပြီးပြီးလို့ရှိရင်ကျွန်တော်ဒီမှာအဲ true boss ပြီးမယ်ပြီးပြီးရင် stream true for baby ကျွန်တော် not ကို exclamation mark နဲ့ရေးပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ false လို့ပြီးလဲပါ post လို့ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ return လုပ်တဲ့ချိန်ကျရင်သူ့အနေနဲ့ true ဆိုတဲ့ဟာကိုပြန်ပြီးတော့ထွက်လာမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ not false ဆိုတော့မမမောင်းဆိုတော့မှန်တဲ့ဟာပေါ့။အဲကြောင့်မလို့ true value ကိုရတာဖြစ်ပါတယ်။အကြိမ်ဒီမှာက true ဆိုပြီးတော့ပြန်ပေးလိုက်မယ်ဆိုရင် false value ကိုပြန်ရမှာဖြစ်ပါတယ်။ not true ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်သွားပါတယ်။ဟုတ်ကဲ့ဒီကတော့ javascript မှာပါတဲ့ logical operator ဖြစ်ပါတယ်။